တိလာအိမ်မှာရှိတဲ့တာမန်ပစ္စည်းလေးတွေဖြစ်တယ်။စားနဲ့တမရာဒီတို့မှာတကယ်တော့ကျွန်တော်တို့ထင်ထားတာထက် စွမ်းအားတွေအများကြီးရှိနေတယ်နော်။စားကအဆိုးတွေကို စေကြောဖယ်ရှားခြင်းဘဝကနေအနုဆွမ်းအားတွေကိုစုပ်ယူခြင်းရဲ့ကိုစားပြုဖြစ်တယ်။တမရာတိကတော့လန်းဆန်းမှုတန်ရှင်းမှုနဲ့ကံကောင်းခြင်းဆွမ်းအားရဲ့တင်ကြတဖြစ်တယ်။စမ်းကြည့်လိုက်ပါ ခွက်သေးသေးလေးထဲမှာ စားထိတ်ပြီးရင်တမရာတိတစ်လုံးကို အပေါ်ကတင်ထားလိုက် အလုတ်ကုံမှာတိုးမဟုတ်မင်းအမြဲနေတဲ့အိမ်ထဲကဘယ်နေရာမဆိုထားလိုက် မနှက်စောစောတိုင်းအလုတ်မစခင်မှာဒီနေ့ဟာ ကောင်းတဲ့နေ့တစ်နေ့ဖြစ်ပါစေ အလုတ်တွေချောမွေ့ပါစေငွေကြေးတွေဝင်လာပါစေကံကောင်းခြင်းတွေမပြတ်တမ်းရောက်လာပါစေလို့စိတ်แท้ကအဆုတောင်းလိုက်ပါဒီတော့မှာအရာရာဟာဖေးဖေးချင်းစတင်ပြီးတိုးတက်ကောင်းမွန်လာတာကိုတွေ့ရင်အံ့အားမနေပါနဲ့ ဒါဟာမော်စွမ်းကြောင့်မဟုတ်ပါဘူးကျွန်တော်တို့ရဲ့စိတ်ဟာအပေါင်းစွမ်းအားတွေမှာရှိနေလို့ပါဒီအပေါင်းစွမ်းအားကပဲ ကောင်းတဲ့အရာတွေကို ဆွဲဆောင်ခေါ်ယူလာတာပါတမရာတီကို9ရက်တစ်ကြိမ်လဲပေးပါ စားကို14ရက်တစ်ကြိမ်လဲပေးပါဒါဟာကျွန်တော်တို့ရဲ့အိမ်ဘဝကိုအတိတ်တပံစွမ်းအားပြန်ဖြည့်တာ ਨੇ တူပါတယ်အိယာဝင်ရင် စားနဲ့တမရာတီထည့်ထားတဲ့ခွက်လေးကိုထပ်ကြည့်လိုက်ပြီးရင် နက်ဖြန်မှာကျွန်တော်ကန်ကောင်းလိမ့်မယ်လို့ညင်ညင်တာတာပြောလိုက်ပါနေတိုင်းလုပ်ပေးပါစိတ်တွေညင်းချမ်းလာအိမ်မှာကောင်းတဲ့စွမ်းအားတွေပြည်လာကောင်းတဲ့အရာတွေဆက်တိုက်ဖြစ်လာပါလိမ့်မယ်မမေ့ပါနဲ့ lucky channel ကိုစီးရင်သွင်းဖို့ကန်ကောင်းခြင်းတွေတင့်စီနေတိုင်းရောက်လာအောင်ပါ